ဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ဤတရားခွင်အမှုရင်ဆိုင်နေရသည့် CCTV မှတ်တမ်းဗီဒီယိုနဲ့လူထုကောင်းဆောင်၏ထောင်ရင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပေါက်ကြားနေကြောင်းသိရပါသည်။ဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ဤတရားခွင်အမှုရင်ဆိုင်နေရသည့် CCTV မှတ်တမ်းဗီဒီယိုနဲ့ လူထုကောင်းဆောင်၏ထောင်ရင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပြည်သူ့ရင်ခွင်အဖွဲ့မှတစဉ်ပေါက်ကြားလာကြောင်းအဆိုပါသတင်းဌာနကသတင်းဖော်ပြပါတယ်။မြမတရခွန်တွင်ဒေါအောင်ဆန်းစုကြည်ရှာရှာပပဗီဒီယိုဖိုင်နှင့်သူမ၏နေစဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကို Guardian ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာချိန်တွင်ဖြိုချခံခဲ့ရသောအယတားကောင်းဆောင်၏ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားပါတယ်။ Guardian ကဖော်ပြထားသည့် CCTV မှတ်တမ်းဗီဒီယိုများမှာ 2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလအတွင်းဖြစ်ပြီးသမရဥဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့တရားခွင်တွင်အမှုရင်ဆိုင်နေရသည့်မြင်ကွင်းများကိုပြသထားပါတယ်။ဒေါအောင်ဆန်းစုကြည်အချင်းထောင်အတွင်နေ့စဉ်နေထိုင်မှုမှတ်တမ်းများတွင်သူမတနေ့တာမှာနနက်4:30မိနစ်အချိန်မှစတင်ကည8:30မိနစ်30တွင်ပြီးဆုံးသည်ဟုဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်သည်နန္ဒတိုင်းတနအိုင်ကျော်တရားထိုင်ပြီးညနေတိုင်းလေ့ကျင့်ခန်းအဖြစ်အခမ်းအနွေလမ်းလျှောက်ကြောင်းနေ့စဉ်ပတိစိတ်ကြောင်းသိရှိရပါသည်။မှတ်တမ်းတစ်ခုတွင်နေ့လယ်စာအဖြစ်ထမင်းနှစ်စွန်း ချက်သားငါးသားလုံးဟင်းချိုချောကလက်နှစ်ခုငကမောက်သီးအနေငယ်တို့ကိုစားသုံးကြောင်းပုံမှန်အားဖြင့်ဒေါအောင်ဆန်းစုကြည်ကအစားနေပြီးနနက်စာအတွက်ကျုပ်ကျော်နေ့လယ်စာအတွက်ထမင်းအနေငယ်နဲ့အသားနဲ့ငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်းမုံစားကြောင်းရေးသားထားပါတယ်ဒေါအောင်ဆန်းစုကြည်သည်စစ်အာဏာသိမ်းချိန်2021ခုနှစ်မှစစ်တပ်ကထုတ်ဝေသောသတင်းစာများကိုဖတ်ရှုရာကြောင်းသိရှိရပါတယ်2024ခုနှစ်စောပိုင်းဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရသောအချင်းဦးစီးဌာနသတင်းချင်းမြစ်ကသူမရဲ့အတန်းလမ်းလျှောက်ပုံကမပြောင်းလဲပါဘူး သူမစပင်မှာဘန်းပါနာမရှိတော့ဘူးဟုပြောဆိုထားပါတယ်။ရမခတိုင်းအဆင့်စစ်တုံပန်းအချို့ကို MNDAA ကပြန်လှုပ်ပြီးလာရှုရဲစခန်းတွင်ခိုးဆိုးလူနိုင်များတဲ့အတူချုံနောက်ခံထားရကြောင်းသိရပါတယ်။ လာရှိုးမြုပ်သိမ်းတိုက်ပွဲတွင်ကိုကန်တပ်မတော် MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်တုံပါများအနေနဲ့ယခုရပိုင်း၌ပြန်လွှတ်ပေးလိုက်သောရမကတိုင်းရစင်အရာရှိများစစ်ခုံရုံးတွင်စစ်ဆေးနေရကြောင်းသတင်းရရှိပါသည်စစ်ကောင်စီအရာရှိတို့နှင့်ရင်တည်းရဲ့အချို့ပါဝင်သောတုံပါ50ဦးထက်မနည်းကို MNDAA ကဂျွန်လ16ရက်၌ပြန်လွှတ်ပေးလိုက်ခြင်းဟုမြပြည်သတင်းရင်းမြစ်ကပြောပါသည်ကိုကန်ကပြန်လွှတ်ပေးလိုက်တာအရာရှိအကြီးပိုင်းတွေပါတယ်လွတ်လာသူတွေကသတင်းပို့တာမှာအကုန်လုံးအချုပ်ထဲထည့်လိုက်တယ် တိုက်မှုအမိန့်နဲ့စစ်ခုံရုံးတင်ဖို့လုပ်နေတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ MNDAA ကပြန်လွှတ်လိုက်သည့်တုံမရေးအတွက်အတိအကျနဲ့ကိုရီးချက်လက်သေးစိတ်ကိုမူမသိရှိရသေးပါဘူး။ MNDAA ကရောစစ်ကောင်စီကပါသတင်းမထုတ်ပြန်သေးတောင်းသိရပါတယ်။သို့သောအဆိုပါစစ်တုံမများအားလက်ရှိတွင်လာရှိုးမျိုးအမှတ်၁စခန်း၌ဖမ်းဆီးချုပ်နှောင်ထားကြောင်းသတင်းရရှိပါတယ်။ထောင်ကပြန်လာမပြီးသေးဘူး။ခိုးဆိုးလူ၌တွင်တဲ့တခါနဲ့ထားတာ အဲဂွန်ခန်းထဲမှာလက်မှတ်လေးထိုးပြီးခိုးတဲ့သူတွေနဲ့ခက်ပြက်လို့လိုက်ခိုးတဲ့သူတွေနဲ့အချုပ်ခန်းထဲမှာအတူတူရှိနေကြတယ်ဟုလာရှိုးမြုပ်ခန့်တဲ့ရင်းမြစ်ကပြောပါတယ်။ MNDA ကပြန်လှုပ်ပေးလိုက်သည့်အရာရှိများကိုလက်ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘူမှုချုပ်အင်မင်ဦးကလာရောက်စစ်ဆေးမိဟုတရင်ရရှိပါတယ်။အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှိုးမြုပ်ကို MNDA က2024ဩဂတ်လနဲ့30နှစ်ကုန်စစ်စင်ရေးဖြင့်တင်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။မြို့သိမ်းတပ်ပွဲတွင်အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘူချုပ်ဆိုတဲ့တန်းစီဦးစီတို့ဘူမှုချုပ်တန်ထင်စို့ အမတ်တက်စကားခမှုဘုံမှုချုပ်မြုံမင်းထွေးလုံးနဲ့အတူစစ်ကောင်စီအရာရှိများနဲ့တပ်ဖွဲ့ဝင်4800ကျော်ကိုဖမ်းဆီးခဲ့ပါတယ် MNDAD လာရှုမြို့ကိုထိန်းချုပ်ပြီးနောက်အုပ်ချုပ်ရေးရန်တရအသက်သွင်းနေစဉ်တရုတ်ဤဖိအားကြောင့်မြို့ပေါ်ရပ်ကွက်12ခုကိုပြီးခဲ့သည့် April လတွင်စစ်ကောင်စီထံပြန်ပေးလိုက်ရပါတယ်လာရှုမြို့ကိုတင်ယူပြီးနောက်ပိုင်းရောစစ်ကောင်စီထံပြန်လွှဲပြီးတွင်ပါစစ်တုံးပန်းများကို MNDA ကပြန်လုပေးခဲ့သည့်ဖြစ်စဉ်များရှိခဲ့ပါသည် ပြန်လှည့်ပေးသည့်သတင်းများကို MNDA ရောစစ်ကောင်စီကပါအသေးစိတ်ထုတ်ပြန်ခြင်းမရှိ၍ဗိုလ်ချုပ်ဆိုတင်ဗိုလ်မှုချုပ်တန့်ထင်ဆိုဗိုလ်မှုချုပ်မျိုးမင်းထွေးတို့မိဒီနေရာတွင်ရှိသည်ကိုမသိရသေးပါဘူးတေယောအစိုးရ၏အကူအညီဖြင့်လာရှိုးမြို့ကိုပြန်လည်ထိန်းချုပ်စဉ်ကစစ်ကောင်စီနှင့် MNDA ကြားစစ်တုံးပန်းများပြန်လှည့်ပေးရန်သဘောတူညီချက်ပါဝင်သည်ဟုသတင်းထွက်ပေါ်ခဲ့မှုပါသည် MNDA ကမြို့သိမ်းတိုက်ပွဲများတွင်စစ်ကောင်စီထိတ်တန့်အရာရှိများအစုလိုက်အပြုံလိုက်လက်နက်ချအညံ့ခါသည့်ဖြစ်စဉ်မှာလောက်ကိုင်းမြို့သိမ်းတိုက်ပွဲ၌ဖြစ်ခဲ့ပါသည် ဒေသကွက်ကဲမှုစစ်ဌာနချုပ်လောက်ကိုင်းဓာကဆမှုဘုံမှုချုပ်မိုးကျော်သူကိုကန့်ဒေသစစ်ကောင်စီအဖွဲ့ဥက္ကဋ္ဌဘုံမှုချုပ်ထွန်းထွန်းမြင့်တက်မ55တက်မမှုဘုံမှုချုပ်ဇော်မြုံဝင်းအမှတ်7စစ်စင်ရဲကွက်ကဲမှုဌာနချုပ်မှုဘုံမှုချုပ်အောင်စော်လင်းအမှတ်76စစ်စင်ရဲကွက်ကဲမှုဌာနချုပ်မှုဘုံမှုချုပ်တော်စင်ဦးအမှတ်14စစ်စင်ရဲကွက်ကဲမှုဌာနချုပ်စကကက14စကကခမှုဘုံမှုချုပ်အင်းမင်းဦးနဲ့အတူလက်လက်ချညှန့်ခံခဲ့ကြပါတယ်။ 2024ဇန်နဝါရီလ5ရက်ကတိုက်ပွဲတွင်ပြေပေါက်ပိတ်နေစဉ် MNDA နှင့်ညှိနှိုင်း၍လက်နက်ချခဲ့ခြင်းဖြစ်ပြီး6ဦးစလုံးကိုစစ်ကောင်စီကလာရှိုးမြို့သို့ရဟတ်ရင်ဖြင့်ပြန်လည်ခေါ်ဆောင်လာကပုံကမှုအမိတ်မနာခံမှုတို့ဖြင့်ဖမ်းဆီးပြီးစစ်တရားရုံးဖြင့်စစ်ဆေးခဲ့ပါသည်ဗမုချုပ်ထွန်းထွန်းမြအပါဝင်၃ဦးကိုတေတံချလိုက်ပြီးကြံ၃ဦးကိုထောင်လံတသက်တကြွန်ချလိုက်ကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။စစ်ကောင်စီကမူတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။မြန်မာအတွက်လူသားချင်းစာနာမှုအကူအညီဒေါ်လာတန်းတရာအစီအစဉ်အာရှဖွံ့ဖြိုးရေးပံအတည်ပြုကြောင်းသိရပါတယ်။ မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအတွက်ဒေါ်လာတန်း100အကူအညီပေးရေးစီစဉ်အားအတည်ပြုလိုက်ကြောင်းအာရှဖွံ့ဖြိုးရေးပိုင်း ADB ကဂျွန်လ19ရက်နေ့တွင်သတင်းထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံကပြည်သူတွေအတွက်အကြီးအမားဆုံးထောက်ပံ့ငွေဖြစ်တဲ့ဒီဒေါ်လာတန်းတရာကအကူအညီလိုအပ်နေတဲ့မိသားစုတွေကိုစားနပ်ရိက္ခာ၊ရေ၊အမိုးအကောင်နဲ့ဆေးဝါးစောင့်ရှောက်မှုတွေပေးမှာဖြစ်ပါတယ်။ရေရှည်အသက်မွေးဝမ်းကြောင်းမှုအလုပ်ကိုင်နဲ့ရက်ရွာပြန်လည်ထူထောင်ရေးအတွက်အကူအညီပံ့ပိုးပေးမှာဖြစ်ပါတယ်ဟု ADB ဥက္ကဋ္ဌကပြောပါတယ်။ ကူယူထောက်ပံ့ငွေများကိုကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေနဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်တို့မှတဆင့်ပြည့်ရသွားမည်ဖြစ်ပြီးဒေသတွင်းဖွဲ့စည်းများနဲ့လည်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ADB ကထုတ်ပြန်ပါတယ်။ပြီးခဲ့သည့် Mars 28ရက်အင်အားပြင်းကလင်လုခတ်ပြီးထိန်းတိုင်းလည်း ADB အနေဖြင့်မြန်မာနိုင်ငံကိုအရေးပေါ်ကဲ့စေးထောက်ပံ့ငွေဒေါ်လာ3000ပြည့်ရခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံတွင်ငလင်မလုခတ်မီကလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဂူကြီးလိုအပ်နေသူလူပေါင်း၄.၃တန်းရှိပြီးငရင်းလုတ်ခတ်ပြီးချိန်တွင်လူပေါင်း၆.၃တန်းအထိတိုးလာကြောင်း ADB ကဖော်ပြထားပါသည်။ယခုဒေါ်လာတန်းတရာဂူကြီးပေးမှုအစီအစဉ်တွင်အရေးပေါ်အမိုးအကာရေနှင့်တန်ရှင်းဝန်ဆောင်မှုအစားသောက်အမျိုးသမီးများအတွက်မရှိမဖြစ်ကျန်းမာရေးထောက်ပံ့မှုများနဲ့စိတ်ပိုင်းဆိုင်ရာကူတာမှုစသည့်အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ADB ကထုတ်ပြန်ထားပါသည်။မာလီနဲ့စကိုင်းတိုင်းကိုဗဟုပြု၍မတ်လ28ရက်နေ့ကလွှတ်ခွက်ခဲ့သည့်ပြင်းအားခွန်တက်သမခွန်အဆင့်ရှိစကိုင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင်လူပေါင်း3980ဦးသေဆုံးခဲ့ပြီးလူပေါင်းတိမ့်နဲ့ကြီးငလင်တန်တင်ခဲ့ရပါတယ်မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်ပဋိပက္ခများမကြာခဏဖြစ်ပေါ်လာတတ်သည့်သဘာဝဘေးအန္တရာယ်များကြောင့်လူသားချင်းစာနာမှုအကျပ်တဲများနဲ့ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်များကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတော်ဝန်တွင်လူဦးရေ3.5သန်းခန့်နေရွှန့်ခွာနေထိုင်ရာကြောင်းဂရုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ကမေလ23ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါသည်။မုံရွာမန္တလေးလမ်းပိုင်းတွင်ထွေဥယုံကအင်စီကတိုက်ခိုက်ခံရပြီး သုံးပွင့်ဘိုးအပါသုံးဦးတည်ဆုံးပြီးလက်နက်ခဲယမ်းများ PDF ကရရှိပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမလေးလမ်းပိုင်းမှာ၆ဦးထွေရုံကထွက်ခွာလာတဲ့စစ်ကောင်စီအင်စီကားကိုစောင့်ကြိုတိုက်ခိုက်ရာသုံးပွင့်ဘိုးအပါဝင်စစ်ကောင်စီတပ်သား၃ယောက်တည်ဆုံးပြီးလက်နက်ခဲယမ်းတွေတည်စီရရှိခဲ့ကြောင်း BHA တာဝန်ရှိသူတွေကပြောကြားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အထက်ပါအင်စီကားကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဂျွန်လ16ရက်မနေ့ပိုင်းမှာမုံရွာမလေးလမ်းပိုင်းတနေရာကနေအသင့်ဆောက်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်စီကားတွင်၃ပွင့်ဘိုးအပါဝင်လူ၅ယောက်လိုက်ပါလာတာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွင်ဘိုးဖြစ်သူနဲ့တပ်သား၂ယောက်တီးဆုံးကကြံ၂ယောက်ကတော့ထိခိုက်ဒဏ်ရာကိုစီနဲ့ထွက်ပြေးလွတ်မြောက်သွားကြောင်း Brifat Army တာဝန်ရှိသူကပြောပါတယ်။မုံရမြုံနယ်ထဲဖြစ်တာပါ။အကျဉ်းဖြစ်တဲ့နေရာနဲ့တော်မှုပြူစောထီးရွာတမန်ခွဲကွာမှာဖြစ်တာပါလို့ Brifat Army တာဝန်ရှိသူကပြောပါတယ်။အဲဒီနောက်မှာတော့တီးဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီက MA1, Bari, MA5, M9 SIG ဘက်တာအရှိနှစ်လက်အတူသုံးလက်နဲ့အတူလက်ကင်ဖုန်းသုံးလုံးတင်းစီရရှိပြီးကားကိုလည်းမြို့ချုပ်ဖျက်ဆီးထားခဲ့တယ်လို့သိရပါဗျ။ဒီတိုက်ခိုက်မှုကို Brifat Army BHA အဖွဲ့ကလုံဆောင်ခဲ့တာဖြစ်ပြီးစစ်ရေးဖော်ဆောင်မှုအပြီးအထူးအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့နောက်ထပ်တိုက်ပွဲတွေဆက်လက်လုဆောင်နိုင်ဖို့ခဲယမ်းကြီးစံတွေလိုအပ်နေတယ်လို့လည်းသိရပါဗျ။မင်းလာမြို့နယ်တွင်တပ်ပွဲများတွင်ဒါယဝရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအပါအဝင်အရာရှိနဲ့တပ်သား20ကျော်ထိခိုက်ဒေဆုံးခဲ့ကြောင်းသိရပါဗျ။ ပဲခူတိုင်းတာယဝတီခိုင်မင်းလာမြုပ်နေရာတွင်ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတာယဝတီခိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအပါဝင်အရာရှိနဲ့တပ်သား20ကျော်ထိခိုက်ဒေဆုံးခဲ့တယ်လို့တာယဝတီခိုင်အမှတ်3တရင်ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လ16ရက်ညနေပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့မင်းလာမြုပ်နေရာထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများခဲ့တာဖြစ်ပြီးလက်နက်ကြီးပစ်ခတ်ခံရတာကြောင့်အယက်သားဒေဆုံးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဇွန်လ16ရက်ညနေပိုင်းမှာမင်းလှမြုတ်နယ်ထောက်ကျန်းအုပ်စုစင်ဟိုင်ချောင်းပေါရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အား60ခန့်ပါခါလာရတက်လက်အောက်ခံစစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းတပ်တွေကိုတော်လှန်ရေးတပ်တွေကအသင့်ဆောက်ကြိုတိုက်ခိုက်ရင် ထိရိုက်တပ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။အချမ်းပဲစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်တီကဘကိုးတိုင်းစစ်ဌာနမြူဟာ22ရက်လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ဒါယောဒီခရအမှတ်3တပ်ရင်းနဲ့ဒီဒါယောဒီခရအမှတ်1တပ်ရင်းရဲ့တပ်ခွဲ6အေအာညီနောင် PDF MDF Special Force နဲ့တူ Association Defense Force ACDF တို့ကပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။55မိနစ်ကြာထိတွေ့မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့စစ်အုပ်စုဘက်ကအထိနာသွားကနေရာကနေပြန်လည်ဆွတ်ခွာသွားတယ်လို့တာယော်ဒီခရအမှတ်3တရင်ကပြောပါတယ်။အဲဒီညနေပိုင်းမှာပဲမင်းလာမျိုးနေရာပိုင်းရန်ကုန်ပြည်လမ်းပိုင်းပေါ်ကစစ်ကွင်းတာဆုံရေကင်းစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတွားရောက်ပစ်ခတ်တိုက်ခဲ့ပါသေးတယ်။ဒီတိုက်ခိုက်မှုမှာလည်းစစ်ကောင်စီဘက်က9ရောက်တေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်တဲပွဲဖြစ်ပွားပြီးနိုင်ဝက်အကြမ်းမှာဆင်ရိုင်ချောင်းပေါက်ရွာကနေစစ်ကူရောက်လာတဲ့အင်အား20ကျော်ပါစစ်ဖောကားတစည်းကိုလည်းရှမ်းတော်ရွာနီးမှာတော်လာရေးတပ်တွေအသင့်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ကားတစည်းလုံးပျက်စီးသွားခဲ့ပြီးစစ်ကောင်စီဘက်က9ရောင်နီးပါထိခိုက်သွားခဲ့တယ်လို့သိရပါတယ်မင်းလာမြို့နယ်ရင်းဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေမှာစစ်ကောင်စီဘက်ကခရိုင်ရဲမှုအဆင့်မြို့မှာရဲစခန်းမှုနဲ့ဗိုလ်မှုအဆင့်အားရှိတွေပါဝင်အယောက်20နီးပါးတေဆုံးခဲ့ကြအောင်ဒါဝတီခရိုင်အမှတ်3တပ်ရင်းကထုတ်ပြန်ပါတယ်။ဒါအပြင်အရသာစစ်ဖက်ဆေးဘက်သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ တရားဝရီခိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဘုံမူကြီးဇော်မျိုးဝင်းနဲ့အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဘုံမှုတို့လည်းတည်ဆုံးခဲ့ကြောင်းဒီအချက်တွေပေါ်တည်ပြုနိုင်အောင်ကြိုးစားနေကြောင်းဆိုပါတယ်ထိတွေ့တဲ့ဘွဲကနေခေရံတွေပါဝင်ဖုန်းနှလုံးနဲ့စကားပြောစစ်ကိုတော်လှန်ရေးတပ်တွေတင်စီရရှိခဲ့တယ်လို့တပ်ဖွဲ့ဝင်နှစ်ယောက်လည်းမဆိုးရင်ရတဲ့ဒဏ်ရာကိုစီရရှိခဲ့ကြောင်းသိရပါတယ်ဒါအပြင်မနေ့ကဂျွန်လ18ရက်နေ့ဒီနေ့ဂျွန်လ18ရက်မှာလည်းစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေထိတွေ့တဲ့ဘွဲတွေရှိတယ်လို့သိရပါတယ် ထိတွေ့တပ်ဖွဲ့တွေနဲ့အတူဂျွန်လ18ရက်နေ့မနေ့စောပိုင်းကပြစ်ခတ်လိုက်တဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင်းကံကောပင်အုပ်စုဖားလေကွင်းမြောက်စုရွာနေအသက်80ကျော်အရွယ်အငိမ့်စားကျောင်းဆရာမကြီးဆိုသူခြေထောက်ပြတ်ဒဏ်ရာနဲ့အတူနေရာတွင်တေဆုံးသွားခဲ့ပြီးကြံမျိုးသမီးတစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်အလားတူရန်ကုန်ပြည်လမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပွားနေချိန်ဂျွန်လ16ရက်ညနေပိုင်းကလည်းပြည်မျိုးဖက်ကနေမောင်းနှင်လာတဲ့အင်စီကားတစ်စင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြစ်ခတ်ခဲ့တဲ့အတွက်အရသား3ယောက်ဒေဆုံးက4ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဂျိုနာ16ရဲ့မရိကနေ့လေလဲစောင်းတောင်ကွေးရွာကိုစစ်ခွေးတွေလက်နက်ကြီးနဲ့ပစ်ပါတယ်။အခုဒီနေ့ဂျိုနာ16ရဲ့လဲထိတွေ့မှုကရှိသေးတယ်။အသေးစိတ်မသိရသေးဘူးလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။လက်တော်ဖြစ်ပွားနေတဲ့စစ်ရေးခြေနေတွေတင်းမာမှုတွေကြောင့်မင်းလှမြုပ်နေရင်းကအခြေခံကြောင်းတွေယာယီပိတ်ထားရတယ်လို့လည်းသိရပါတယ်။အရသားတွေအနေနဲ့ဒါဝတီခင်ရရင်းကစစ်ကောင်စီတပ်ရဲစခန်းထွေဥယုံရဲကင်းစခန်းနဲ့လမ်းပိုင်းကင်းစခန်းတွေနီးမှာစိုက်ကမ်းဖွင့်ဈေးရောက်တာ အိမ်ဆောက်နေထိုင်တာနဲ့အချင်းကြံမြင့်အောင်ရက်တန့်စကားပြောဆိုကြတာတွေမလုပ်ကြဘူးပြည်သူ့ကော်မတီတက်မလို့ PDF ကထုတ်ပြန်တဲ့အနေမျိုးလုံးချုံရေးသတိပေးချက်တွေကိုလည်းအလေးနဲ့ထားလိုက်နာကြဖို့ဒါယဝတီခရင်အမှတ်3တရင်ကတိုက်တွန်းထားပါတယ်